ဲ့သတင်းဌာနကိုနာတလစနစ်ကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆော့ပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်ဧပြီလ28ရက်နေ့စီရီရဲ့တနိပ်တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမသားရကအစီအစဉ်မှုဖြစ်တောင်းဝန်ယူကစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့နားဆင်ရမယ့်သတင်းတွေကတော့အာရခတ်တော်တတ်မှုကျောင်းစမီဥဆောင်ကဂေါတမိရှင်ခွင့်အမိရှိတဲ့မိဘမဲ့ကလေးပြုစုလျှောက်လျှောက်ရေးကိဟာဖွင့်လှစ်ထားတယ်ဆိုတဲ့သတင်း ကြောက်ပြူမှာစစ်ကောင်စီက drone နဲ့ဘုံကျဲတိုက်ခိုက်လို့ပြည်သူ၃ဦးထပ်မံတန်ရာရခဲ့တယ်ဆိုတဲ့သတင်းတောင်ကုန်းမှာစစ်ကြံမိုင်းနှင်းမိလို့ပြည်သူ၃ဦးထပ်မံတန်ရာရခဲ့တယ်ဆိုတဲ့သတင်းစစ်ကောင်စီကရာသီဥတုအခြေအနေတွေကြောင့်စက်တက်လေထီဘာရိုမီတာအစားဂျိုင်းရိုကော်ပရာကိုအုံပြုတိုက်ခိုက်တာရှိလာနိုင်တယ်ဆိုတဲ့သတင်းတွေကိုကြားရမှာလည်းဖြစ်ပါတယ်အဆောင်အနေနဲ့အာရခတတ်တော်တမှုချုပ်ဇနီးဦးဆောင်က ဒေါသမိရင်ခွေအမိရှိတဲ့မိဘမဲ့ကလေးပြုစုစောက်ရှောက်ရဲကေဟာဖွင့်လှစ်ထားတယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။အာရဟတတော်တမှုချုပ်စနီတော်နှင်းစာဖြူဥဆောင်ကဂေါတမိရင်ခွေအမည်ရှိတဲ့မိဘမဲ့ကလေးပြုစုဆောက်ရှောက်ရေးကေဟာကိုဥဆောင်ကတီထောင်လိုက်တယ်လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဧပြီလ23ရက်နေ့ကရေးသားပြောဆိုလာခဲ့ပါတယ်။ဒီဂေါတမိရင်ခွေအမည်ရှိတဲ့မိဘမဲ့ကလေးပြုစုဆောက်ရှောက်ရေးကေဟာကိုအစပြုလောက်ဆောင်နေတာဟာလေးလာကျော်ထိရှိနေပြီဖြစ်တယ်လို့လည်းဆိုထားပါတယ်။ ဒီကိဟာကိုသူ့အနေနဲ့စတင်တည်ထောင်ရတာဟာအခြေအနေတစ်ခုမှာအကြောင်းမျိုးမျိုးနဲ့မိဖရင်ခွင်ပျောက်ဆုံးသွားရတဲ့ကလေးငယ်တွေကိုမိထွေးတော်ဂေါသမီရဲ့မြင့်မြတ်တဲ့မေတ္တာနဲ့စိတ်ဝိညာဉ်ကိုခံစားတတ်ဝင်ပြီးတော့ကလေးတွေပေါ်မှာလေးနက်တဲ့အတိတ်ပဲမေတ္တာတရားနဲ့အနာဂတ်တွေမပျောက်ဆုံးသွားအောင်ပြုစုရှောက်ရှောက်ပေးသွားနိုင်ဖို့အတွက်ဒီဂေါသမီရင်ခွင်ဆိုတဲ့အမည်ကိုရွေးချယ်ကသူကိုယ်တိုင်ပေးခဲ့တာပဲဖြစ်တယ်လို့ဆိုထားပါတယ်။ဒါအပြင်ဒီဂေါသမီရင်ခွင်အတွင်းကိုရောက်ရှိလာတဲ့ကလေးငယ်တိုင်းကိုလူမျိုးပါတာမရွေး မြေသားတရားအပြစ်ပေးပြီးတော့ဆောက်ရှောက်မှုတွေပေးအပ်သွားမယ့်နေရာတစ်ခုဖြစ်တယ်လို့လည်းဆိုထားပါဗျ။လက်ရှိမှာတော့ဂေါတမိရင်ခွင်ရိတ်အရိတ်ကိုပထမဆုံးအနေနဲ့အာဟာရချို့တဲ့ပြီးရောက်လာတဲ့သမီးငယ်လေးအိမ်ဆိုးမေဆိုတဲ့ကလေးငယ်တူရှိနေပြီးနောက်ထပ်ရင်ခွင်ပြောက်ကရောက်လာမယ့်ကလေးငယ်တွေအတွက်ကိုလည်းဂေါတမိရင်ခွင်ကအမြဲတမ်းကြိုးဆိုနေတယ်လို့ဆိုထားပါဗျ။နောက်ထပ်ရင်းနှီးမြှုပ်နှံတဲ့အကြောင်းပြုမှာစစ်ကောင်စီက ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်လို့ပြည်သူ၃ဦးထပ်မံတန်ရာရခဲ့တဲ့တဲ့တင်ကိုပြောပြပေးပါမယ်။ကြောက်ပြူမြို့နယ်အတွင်းမှာစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာတွေကိုဇက်တိုက်လှောက်ဆောင်နေတာရှိပြီးတော့ဧပြီလ25ရက်နေ့မှာလည်းအရက်သားပြည်သူနေထိုင်နေတဲ့နေရာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာထပ်မံလှောက်ဆောင်ခဲ့တဲ့အတွက်အရက်သား၃ဦးထပ်မံထိခိုက်တန်ရာရရှိခဲ့တယ်လို့ဒေတာခန့်တွေကပြောပါတယ်။စစ်ကောင်စီကဧပြီလ25ရက်နေ့မနက်စင်နာရီဝန်းကျင်လောက်မှာကြောက်ပြူမြို့နယ်အတွင်းမှာရှိတဲ့ လက်ခမော့ကျွေးရွာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာ၅ကြိမ်ထပ်မံနဲ့လောက်ဆောင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီတိုက်ခိုက်မှုကြောင့်ကလေးငယ်တအုပ်အပါဝင်အမျိုးသမီး၂ဦးဟာထပ်မံတရားရရှိခဲ့ရတာဖြစ်တယ်လို့ကြောက်ဖြူဒေတာခန်တအုပ်ကပြောပါတယ်။တရားရတော့တဲ့သူတွေကတော့လက်ခမော့ကျွေးရွာဒေတာခန်တွေဖြစ်တဲ့အသက်30ကျော်အရွယ်မာချော်စုတမိဖြစ်သူအသက်17နှစ်အရွယ်မမေတစင်ခိုင်နဲ့အသက်40ကျော်အရွယ်တော်သိန်းသိန်းအေးတို့ဖြစ်ကြတယ်လို့ဆိုပါတယ်။အဲ့ဒီပုံစံထိမှန်ခဲ့တဲ့သူတွေဟာလက်ခမော့အနောက်တောင်ဘက်မှာရှိတဲ့ လေခွင်းပြည်အတွင်းမှာမြေပဲစိုက်ခင်းအတွင်းမြေပဲနှောက်နေကြသူတွေဖြစ်ကြပြီးတော့အဲ့ဒီအနီးမှာရှိတဲ့ထော်လာကြီးတစီနဲ့ဟိုက်ချက်ကားတစီဟာလည်းပျက်စီးသွားခဲ့ရတယ်လို့ပြောပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့ဧပြီလ25ရက်နေ့ကလည်းရေနံတောင်ကျေးရွာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာလောက်ဆောင်ခဲ့တဲ့အတွက်အမျိုးသမီးတဦးသေဆုံးခဲ့ရပြီးအမျိုးသားတဦးထိခိုက်ဒဏ်ရာရတာရှိခဲ့ရတယ်လို့နေအိမ်6ဆောင်ထပ်မင်းနဲ့ဟာလည်းမိလုံပျက်စီးတာရှိခဲ့ရတယ်လို့ဒေတာခန်တွေကပြောဆိုကြပါတယ်။ စစ်ကောင်စီကငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်ဧပြီလကုန်တဲ့အထိအပြစ်ရက်တဲလို့ထုတ်ပြန်ထားပေမဲ့ကြောက်ဖြူမြို့နယ်အတွင်းမှာတော့အာရခတပ်တော်တိုက်ပိုက်ထားတဲ့နေမြေတွေကိုပြန်လည်ရယူလိုတဲ့စိတ်နဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်တာရေကြောင်းကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာလေကြောင်းကနေတစ်စက် jet fighter နဲ့ဘုံကျဲတိုက်ခိုက်တာတွေကိုလည်းအပြစ်ရက်ကာလမှာဇက်တိုက်လောက်ဆောင်တာတွေရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ အရောက်ခတ်တော်ပြောခွေရဥခိုင်ဒုက္ခကလည်းစစ်ကောင်စီဟာဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြစ်ရဲကြေညာချက်ထုတ်ပြန်ပြီးရက်ပေါင်း20အတွင်းမှာစစ်ကောင်စီကကြောက်ဖြူတောင်ကောက်ကြောက်တော်စစ်တွေနဲ့ပောက်တော်မျိုးတွေကိုပြစ်ခတ်တိုက်ခိုက်မှုအကြိမ်ရေ406ကြိမ်လှုပ်ဆောင်ခဲ့တာရှိပြီးတော့ဒီတိုက်ခိုက်မှုကြောင့်အရက်သားတအူးတိတ်ဆုံးခဲ့ရပြီး28ဦးဟာလည်းဒဏ်ရာရရှိခဲ့ရတယ်လို့ပြောဆိုထားပါတယ်။အဲ့ဒါတွေအပြင်နေအိမ်20လုံးဆိုင်နှဆိုင်နဲ့ပါတာရဲ့အဆောက်အအုံတစ်လုံးအပါအဝင် အဆောက်အုံအများပြလည်းထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ဆိုထားပါဗျ။စစ်ကောင်စီအနေနဲ့အပြစ်ရက်ထုတ်ပြန်ထားပြီးအခုလိုတိုက်ခိုက်မှုလှုပ်ဆောင်တာဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့လည်းဥက္ကဋ္ဌကကပြောဆိုထားပါဗျ။အနေနဲ့တောင်ကောက်မှာစစ်ကြံမိုင်းနေပြီလို့ပြည်သူတို့အထက်မှန်တန်ရာရတဲ့တဲ့ရင်ကိုကြားရမှာပါ တောင်ကုန်းမြို့အတွင်းမှာဧပြီလ29ရက်နေ့နေ့လယ်2နာရီကျော်လောက်ကစစ်ပွဲအတွင်းကကြံနေခဲ့တဲ့စစ်ကြံမြေပြောက်မိုင်းကိုနင်းမိလို့အရက်သားပြည်သူခြေထောက်တစ်ဖက်ပြတ်ထွက်ကထပ်မံတန်ရန်ရရှိခဲ့ရတယ်လို့ဒေတာခန့်တွေစီကနေသိရပါဗျ။မိုင်းနင်းမိလို့ခြေထောက်ပြတ်ထွက်တန်ရန်ရရှိသွားတဲ့သူကတော့တောင်ကုန်းမြို့ဖုံညိုကျေးရွာကအသက်40ကျော်ရွယ်တောခင်ချိုသက်ဖြစ်ပြီးတော့နေအိမ်ခြံဝင်းအတွင်းတီးပင်စားပင်စိုက်ပျိုးဖို့အတွက်မြေကြီးကိုတူးရကနေအခုလိုပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ ခြေထောက်တစ်ဖက်ပြက်ထွက်သွားခဲ့ရတာဖြစ်တယ်လို့ဒေတာခန်တို့ကပြောပါတယ်ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ကလည်းတောင်ကောက်မြို့နယ်စစ်တီကွင်းကျွော်ကအမျိုးသားတို့ဟာရာခဲအတွင်းကြောက်ကြားမှာညှက်နေတဲ့စစ်ကြံဘုံဒီတလုံးကိုဆွဲနှုတ်ရာကနေမိုင်းပောက်ပွဲပြီးတော့တိတ်ဆုံးတာရှိခဲ့ရပါသေးတယ်အာရခတပ်တော်တိုင်ပိတ်ထားပြီးဖြစ်တဲ့ရခိုင်ကမြို့နယ်14ခုမှာစစ်ကြံလက်နက်ပောက်ပွဲမှုတွေကြောင့်အရက်သားပြည်သူတွေတိတ်ဆုံးတာကိုလက်အင်ကထိခိုက်တံရရတာတွေကိုမကြကနဆိုသလိုဇက်တိုက်ရင်ဆိုင်နေကြရပါတယ် ီနေ့နောက်ဆုံးအနေနဲ့နားဆင်ရမယ့်သတင်းကတော့စစ်ကောင်စီကရာသီဥတုအခြေအနေတွေကြောင့်စက်တက်လက်ဒီဘရိုမီတာအစားဂျိုင်းရိုကော်ပိုရာကိုအုံပြုတိုက်ခိုက်တာရှိလာနိုင်တယ်ဆိုတဲ့သတင်းကိုကြားရမှာပါစစ်ကောင်စီကလက်ရှိအုံပြုနေတဲ့စက်တက်လက်ဒီဘရိုမီတာအစားဂျိုင်းရိုကော်ပိုရာကိုအုံပြုကတိုက်ခိုက်ရဲတွေကိုပြုလုပ်လာနိုင်တယ်လို့လေကြောင်းဖလုတ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ဝေဟင်အဖွဲ့ကဧပြီလ25ရက်နေ့မှာထောက်ပြန်တတိပေးပြောဆိုခဲ့ပါတယ်စစ်ကောင်စီက2024ခုနှစ်ဒီဇင်ဘာလကတည်းကပင် အတောင်စီခြွေတာတဲ့အနေနဲ့ဆက်တက်လေသည်ပါရိုမီတာကိုအုံပြုတ်ပြီးတော့နင်းညမပြတ်တော်လန်ရဲ့တက်တွေနဲ့ပြည်သူတွေကိုတိုက်ခိုက်တာတွေလှောက်ဆောင်ခဲ့ပြီးတော့ဒီရက်ပိုင်းတွေမှာရာသီဥတုဆိုးရွားတဲ့အခြေအနေတွေလေကြောင်းတိုက်ခတ်တာတွေဖြစ်တဲ့ကာလကိုရောက်လာတော့မှာဖြစ်တဲ့အတွက်လက်ရှိစစ်ကောင်စီကအုံပြုတ်နေတဲ့ဆက်တက်လေသည်ပါရိုမီတာပြန်တမ်းမှုဟာစိန်ခေါ်မှုတစ်ရက်နဲ့ရင်ဆိုင်လာရတော့မှာဖြစ်တယ်လို့ဆိုထားပါတယ်အဲ့ဒါကြောင့်စစ်ကောင်စီအနေနဲ့လက်ရှိအုံပြုတ်နေတဲ့ဆက်တက်လေသည်ပါရိုမီတာအစားလေပြင်းတိုက်ခတ်မှု ရာသီဥတုဆိုးရွားမှုတန်းကို အထိုက်အလျောက်ပုံမခံနိုင်ရရှိတဲ့ဒရိုက်ရိုကော်ပိုရာကိုအသုံးပြုကာတိုက်ခိုက်လာနိုင်ဖွယ်ရှိတယ်လို့လေကြောင်းလှောက်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ဝေဟင်အဖွဲ့ကပြည်သူတွေနဲ့တော်လှန်ရေးအဖွဲ့တွေကိုတတိပိတ်ပြောဆိုထားတာလည်းဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီအနေနဲ့ဒရိုက်ရိုကော်ပိုရာကိုအသုံးပြုနိုင်ဖို့အတွက်ပြီးခဲ့တဲ့မတ်လ16ရက်နေ့မှာနေပြည်တော်အနီးတစ်ဝိုက်မှာဒရိုက်ရိုကော်ပိုရာတစီပြန်တန်းနေမှုကိုဝေဟင်အဖွဲ့အနေနဲ့စတင်ကမှတ်တမ်းယူနိုင်ခဲ့တယ်လို့ဧပြီလ25ရက်နေ့မှာလည်းမကွေးအနီးတစ်ဝိုက်မှာ ဒီကြိမ်တို့ကော်ပိုရိုက်နှစ်စီးပြန်တမ်းမှုလောက်ဆောင်နေတာကိုထပ်မံမှတ်တမ်းရယူနိုင်ခဲ့တယ်လို့လည်းပြောဆိုထားပါတယ်။လက်ရှိစစ်ကောင်စီကအသုံးပြုလာမဲ့ကြိမ်တို့ကော်ပိုရိုက်ဟာရင်အမိနဲ့ကိုထဲကြားမှာပန်ကာတစ်ခုရှိပြီးတော့ရင်မောင်းတအုပ်နဲ့နောက်တအုပ်စီးနှင်းလိုက်ပါနိုင်တဲ့ရင်အမျိုးသားတစ်ခုဖြစ်ပြီးတော့လက်ရှိစစ်ကောင်စီကအသုံးပြုနေတဲ့စက်တက်လေထီးပါရိုမီတာလိုအတန်ကျဲလောင်စွာကြားရတဲ့ရင်အမျိုးသားတစ်ခုလည်းဖြစ်ပါတယ်။ဒီကြိမ်တို့ကော်ပိုရိုက်ဟာပုံမှန်ပြန်တမ်းမှုမြန်နှောင်းအနေနဲ့တနအီမှာ65မိုင်နှုန်းနဲ့ပြန်တမ်းနိုင်ပြီးတော့ အမြင့်ဆုံးမြန်နှုံးအနေနဲ့ကတော့တနာယီမှာမိုင်၁၂၀ထိပြန်တန်းနိုင်တယ်လို့ဒီရင်ပြန်တန်းမှုကြာချိန်အနေနဲ့တော့၃တနာယီကနေ၄တနာယီကြာပြန်တန်းနိုင်ပြီးတော့မိုင်အားဖြင့်235မိုင်ပြန်တန်းနိုင်တယ်လို့လည်းသိရပါဗျ။ဒါအပြင်ဒီကျင်းရုပ်ကော်ပတာပြန်တန်းနိုင်ဖို့အတွက်ပြေးလည်အရှိ68ပေလိုအပ်တယ်လို့လည်းသိရပါဗျ။ဒီရင်ရဲ့ပုံမှန်အလေးချိန်ကတော့300ကီလိုဂရမ်ရှိပြီးတော့ပြန်တန်းမှုပြုလုပ်မယ်ဆိုရင်အလေးချိန်600ကီလိုဂရမ်ထိတင်းဆောင်ကပြန်တန်းနိုင်တဲ့ရင်မျိုးစားတစ်ခုလည်းဖြစ်ပါဗျ။ လို့ CNN သတင်းဌာနရဲ့တနေ့တာရေဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNN ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်ပတ်အပ်ပါတယ်ရှင်။